တိန့်စင်ပေါ်မှာလိန်ဆက်ဆန်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးပြောဆိုခဲ့တဲ့ဆိုတော်ဝင့်ဟာမန္တလေးမှာလောက်ခတ်ခဲ့တဲ့ငလျင်အတွင်မိသားစု၉ယောက်ဆုံရှုံထားပြီးတော့အခုအရင်ကလည်းကိုကိုကိုအဆုံးစီရင်သွားလို့စိတ်ကျမ်းမာရေးချုပ်ရင်းနေသူတယောက်ဖြစ်တယ်လို့ဂျားထဲကနေဖြည့်ရှင်ပြောကြားလာပြီးတဲ့ဆိုတော်ယုံလေးမတို့ရဲ့ဒီနေဆုံးတော့ကဘာတဝန်းလုံးမှာရှိတဲ့စောင့်နိုင်ငံတွေထဲမှာမတို့လိုပဲအဲ့လိုပဲဆင်းရဲနေတဲ့မွေးနေတဲ့ငါတို့စောင့်နိုင်ငံတွေအများကြီးရှိရဲ့ အဲ့ဆော့နိုင်ငံကြီးအကုန်လုံးကဇိုင်းခန်ပစ္စည်းကပါတယ်သိလားအဲ့ဒါလိန်ဆက်ဆံခြင်းပဲမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မြို့သူဝနမှာကျင်းပပြုလုပ်ခဲ့တဲ့ဖျော်ဖြေပွဲတစ်ခုမှာစတိတ်စင်ဘော်ကနေအများပြည်သူနားထောင်ရန်မတင်တော်သောညဉ့်ဉန်းစကားလုံးများပြောဆိုဖျော်ဖြေခဲ့ပြီးကွန်တုံးများဖြန့်ဝေခဲ့တဲ့ Wink Owens အမည်ရလူငယ်ဂီတအဖွဲ့အပေါ်ပြည်သူများဝေဖန်မှုမြင့်တက်ခဲ့တာဖြစ်ပါတယ် အဆိုပါဖျော်ဖြေမှုရုပ်တံဖိုင်ဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးသူတို့ရဲ့ရည်ရွယ်ချက်ကလိင်ပညာပေးပုံစံလိုနားလည်ရပေမဲ့ညဉ့်ဉန်းစကလုံးများထည့်သွင်းပြောဆိုခဲ့ပြီးကွန်တုံးများအသုံးပြုရန်ဖြန့်ဝေခဲ့ကြတာကိုမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါသည်။အဆိုပါလုံရဲ့အရာလူငယ်များရိုင်းဆိုင်သောဖျော်ဖြေမှုအပေါ်အနုပညာဟုအမှတ်ယူသွားမှာကိုစိုးရိမ်ကြသဖြင့်အရေးယူမှုများပြုလုပ်ရန် ပြည်သူများမှအမှတ်ချက်ပြုရေးသားခဲ့ကြတာလည်းဖြစ်ပါသည်။ အဆိုပါရုပ်သံဖိုင်းပြန့်နှံ့ခဲ့ပြီးနောက်မှာတော့ Wing Owens အဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတောင်းပန်စကားပြောကြားလာခဲ့ပေမယ့်အခုလက်ရှိမှာတော့အဆိုပါအဖွဲ့ရဲ့ခေါင်းဆောင်သူတို့ကိုဖမ်းဆီးစစ်ဆေးနေတယ်လို့သိရှိရပါတယ်။ ီကနေ့မှာဆိုရင်လည်းအဆိုတော်ယုံလေးကအခုလို state စင်ပေါ်မှာလိမ့်မိုင်းဆိုင်ရာစကားလုံးတွေပြောကြားခဲ့တယ်။လူငယ်အဆိုတော်ဝင်းဟာငလင်တုံးကမိသားစုဝင်ကိုဦးကိုဆုံးရှုံးထားရသူဖြစ်ကြောင်းစိတ်ကျမ်းမာရေးခန်းစားနေရသူတယောက်ဖြစ်ကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖြည့်ရှင်းပြောကြားလာတာဖြစ်ပါတယ်။အဆိုတော်ရှင်လေးကခုနက stage ပေါ်မှာစန်းစန်းတန်းတန်းနေပြောနေတဲ့ဗီဒီယိုကို friend only ပြန်လုပ်လိုက်ပါတယ်။ဒီကလေးနဲ့ပတ်သက်ပြီးသူ့ရဲ့အကူလိုနေတဲ့သူတယောက်ကလာရှင်းပြလို့ပါ ဒီကလေးကငလင်းမာတော့ကမိသားစု၉ယောက်ဆုံရှုံထားပြီးသူ့အကိုအရင်ကလည်းဆွဲချိုးချသေးထားပါတယ်။စိတ်တွေမငြိမ်စိတ်ကြယောဂဖြစ်နေလိုပါတယ်။အားလုံးကိုလည်းတောင်းပန်ပါတယ်။အဲဒီလိုဆိုတော့လည်းတနာပါတယ်။စိတ်မငြိမ်ရင်ရှိုးပွဲကိုပေးမဆိုသင့်ဘူးဟုဆိုကအဆိုတော်ယုံလေးကဖြည့်ရှင်းချက်ပေးထားတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အခုလိုခေတ်အခြေအနေအကျဲမှာဒီလိုစကားလုံးတွေတုံတုံပြီးတော့ popular ဖြစ်အောင်လုပ်ခဲ့တာကတော့ခွဲလွတ်နိုင်စရာအကြောင်းမရှိဘူးလို့ပရိသတ်တယောက်ကအခုလိုပြောထားပါတယ်။ Artist အမေကန်အရိုင်းဆိုင် Wing O1 ဆိုတဲ့ public show မှာအရိုင်းဆိုင်အောင်လုံးတွေနဲ့ပြောဆိုတာက လုံးဝကိုလက်မခံနိုင်စရာတခုပါ။ပြောဆိုခဲ့တဲ့စကလုံးအုံနှုံးတွေကလည်းကြမ်းတမ်းရုံညံလွန်တာမို့နားလည်မပေးနိုင်ပါဘူး။ထ ිය ောက်စွာအေးအေးယူအပြစ်ပေးတင်ပါတယ်။ ဘယ်လိုမိဘကနေမွေးလာသလဲလို့မေးရင်တော့မိဘတွေရဲ့အတွက်စိတ်မကောင်းအားနာရပါတယ်။မိဘကတွင်တင်ခဲ့ရင်တော့သူတို့ကိုယ်တိုင်ကရုပ်ကျန်းတာဖြစ်ပါလိမ့်မယ်။စေးချောင်ပြီးအတုခိုးလွန်ဆဲဆိုပြောဆိုပြီးကမှတောင်းမန်တာကိုလည်းနားလည်မပေးနိုင်ပါဘူး။ဒါကမြန်မာပြည်ပါရင်ကျေးမှုနေထိုင်မှုပုံစံကအနောက်နိုင်ငံတိုင်းပြည်တွေလိုပြုမှုနေထိုင်လို့မရပါဘူးအနောက်နိုင်ငံကလူဆဲဆိုခြင်းရင်အနောက်နိုင်ငံမှာနေထိုင်မှာ ဆဲဆိုပြောဆိုတာကိုအပိထောက်ခံဝိုင်းမြောက်ပြီးတဲ့အစင်တန်းမရှိတော့ပြိသက်လူတစုကိုလည်းရှုံချပါတယ်ဟုဆိုကောင်ပြိသက်တယောက်ကပြောဆိုထားတာလည်းဖြစ်ပါတယ်။မတို့ရဲ့ဒီနေဆောင်တော်ကဘာတဝမ်းလုံးမှာရှိတဲ့စောင့်နိုင်ငံတွေထဲမှာမတို့လိုပဲအဲ့လိုပဲစင်ရင်နေတဲ့မွေးရင်းတွေငါတို့စောင့်နိုင်ငံတွေအများကြီးရှိရဲ့အဲ့စောင့်နိုင်ငံတွေအကုန်လုံးကဇိုင်းခံတစည်းကပါတယ်သိလားအဲ့ဒါလိန်ဆက်ဆံခြင်းပဲအေးအေးဒီလိုသား ။မင်းဆက်ဆံပြီးစောက်ကလေးမရသေးနဲ့။ကိုလုံးသုံး။ဒီရ။ဒီရ။စောက်ကလေးမျိုးနဲ့လို့တာလို့။ It's <laughs> all auto same To care on the guy try Sorry, I love me I love me, no target Yeah, that's cool, I'm coming Chilling in a -mo.